အရာပြင်းကလေးကြီးလှုပ်ခတ်ပြီး6လကြာအထိတန်ရှင်းတဲ့ရေရရှိရေးမှအရေးကြီးဆုံးနဲ့တတလဲလဲဖြစ်ပေါ်နေတဲ့ခက်ခဲများနဲ့တစ်ခုဖြစ်ကြန့်ရှိနေရလို့ပြည်ပဆိုင်ရာတချို့နေအသင်းမြန်မာကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံတွင်ခုနှစ်သရမခုနှစ်ပြန်အားရှိတဲ့ဖျားကြီးမြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့တာမှာ6လတာကာလကိုရရှိခဲ့ပြီဖြစ်ပေမဲ့လည်းဘေးကင်းတဲ့ရေရရှိနိုင်မှုဟာထိခိုက်ခံခဲ့ရတဲ့ရရွာလူတို့များအတွက်အရေးကြီးဆုံးနဲ့တတလဲလဲဖြစ်ပေါ်နေတဲ့ခက်ခဲများထဲမှတစ်ခုဖြစ်ကြန့်ရှိနေကြောင်း ICRC အနေနဲ့ကျေပြက်တဲ့ပြည်လဲထူထောင်ရေးဆိုင်ရာကြိုးပမ်းမှုကဏ္ဍတရက်အနေနဲ့ရေရှည်အတွက်အခြေခံစောင့်များပြုပြင်ခြင်းမိလာရေးစိုးစနစ်များပုံမကောင်းမွန်လာစေခြင်းနဲ့ဘေးကင်းတဲ့ရေကိုပုံမှန်ရရှိနေကြောင်းသိချာစေခြင်းထောက်ပံ့များကိုဆက်လက်ပံ့ပိုးလျက်ရှိကြောင်းမိသားစုများအတွက်၎င်းတို့ရဲ့လူမှုဘဝများကိုဂုဏ်သိက္ခာရှိရှိပြန်လည်တည်ထောင်နိုင်စေရန်ကုညီရမှာဆက်လက်တွားရောက်ခွင့်နဲ့နိုင်ငံတကာထောက်ပံ့များဟာအလွန်ရေးပါတဲ့ကိစ္စရဲ့ဖြစ်ကြရှိနေကြောင်းပြည်ပဆိုင်ရာတချေနီအသင်းမြန်မာကထုတ်ပြန်ပါတယ် ဒါအပြင်ဘုန်းတော်ကြီးเจ้าများမှာယာယီကိုလိုနီထိုင်ရာနေရာများဖြစ်လာကလူဦးရေထွက်တတ်တဲ့နေထိုင်ရွှေပြောင်းသူများနေထိုင်ရာစခန်းများဖြစ်သို့ရောက်ရှိခဲ့ပြီးခြေကံဝန်ဆောင်မှုများရရှိနိုင်မှုနည်းပါးကနေစဉ်ဘဝမှာအခက်အခဲများဆက်လက်ရင်ဆိုင်နေရကြောင်းထုတ်ပြန်ကြမှာရေးသားထားပါသည် ICRC နေနေလူပေါင်း8000ကျော်အတွက်ဘေးကင်းတဲ့ရေရရှိစေရန်ထောက်ပံ့ကူညီလျက်ရှိပြီးရေကားများနဲ့ရေပေးဝေခြင်းရေတန်ကြီးများလှူဒန်းခြင်းအဝစီတွင်းများပြည်လဲပြုပြင်ပေးခြင်းနဲ့တန်ရှင်ရေးဆိုင်ရာပစ္စည်းများပေးဝေခြင်းများကိုဝေးလံပြီးရောက်ရှိရန်ခက်ခဲဒေသများမှာဆောင်ရွက်ခဲ့ကြောင်းသိရပါသည်